ပြောရအောင်ပေါ့နော်အတွေ့အကြုံကတော့တတ္တဝါတွေဆိုတာအာယုနောက်တကောက်ကောက်လက်ချင်တဲ့စိတ်ကရှိတယ်ဆုံးလုံးကူဆရာတော်ပြောတဲ့စကားရှိတယ်တတ္တဝါတွေဆင်းရဲတာဘာကြောင့်လဲလို့မေးရင်အာယုခွာရကိုတကောက်ကောက်လိုက်နေလို့ဆင်းရဲနေကြတာအာယုခွာရနောက်ကိုတကောက်ကောက်လိုက်နေလို့ဆင်းရဲနေကြတာအာယုခွာရနောက်ကိုတကောက်ကောက်ဘာကြောင့်လဲရတာတို့လို့ ပြန်တွေးကြည့်ရူပါယုံကိုတခြားကြည့်နှာရံလေးကိုကြည့်ရရင် စိတ်ထဲမှာ ချမ်းသာအောင်ဖြစ်ဘူးလဲဖြစ်ပါရဲ့ဗျာပုရိသနာနဖြစ်ဘူးလဲဖြစ်ဘူးပါနှာရံလေးကိုတခြားကြည့်ဒီစိမ့်စိမ့်ကြည့်အဲ့ဒါလေးကိုမြင်ရရင် စိတ်ထဲမှာချမ်းသာအောင်ဖြစ်ဘူးလဲဖြစ်ဘူးပါအတန်ကိုကြတဲ့တန်လေးနားထောင်ကြည့်ကိုကြတဲ့သခြင်းတန်လေးနားထောင်ကြည့်ကိုယ်သဘောကြတဲ့သူရဲ့အတန်ချူတာတဲ့အတန်ယဉ်ကျေးတဲ့အတန်နှူးညံ့တဲ့အတန် တေမွေးတဲ့တန်လေးကိုနားထောင်ကြည့်အဲ့ဒီတန်ကိုနားထောင်ရတာနဲ့စိတ်ကမချမ်းသာဘူးလားချမ်းသာပါဗျာတချို့စကားမျိုးခြူတာတဲ့သူတွေရှိတယ်ရှင်ကြည်တဲ့သူတွေရှိတယ်နူးညံ့တဲ့သူတွေရှိတယ်အဲ့ဒီစကားတန်လေးကိုကြားရတာစိတ်ချမ်းသာနောက်ဂန္ဓာယုကိုကြိုက်တဲ့ယနကိုကြိုက်တဲ့ပဏ္ဏသဘေနနင်းစီနကံခောနအေးရပါပြီတခြားနန်းတွေထည့်ကြည့်ဟုတ်လား ကိုကြိုက်တဲ့နန်းကလေးကိုနန်းရရင်ရှူရရင်လည်းစိတ်ကမချမ်းသာဘူးလေချမ်းသာပါတယ်ခင်ဗျာကိုကြိုက်တဲ့စာကိုစာရရင်တောက်ရရင်လည်းရရရင်လည်းစိတ်ထဲမှာမချမ်းသာဘူးလေချမ်းသာပါတယ်ခင်ဗျာငွေထွေးတယ်နှူးဤတဲ့အထီးတွေကိုထိကြည့်တို့ကြည့်ထိကြည့်ပွေကြည့်ဖက်ကြည့်ဟာတော့မဆန်းနဲ့နော်ရှိတာတွေကုန်ကုန်သွားလိမ့်မယ်ဟုတ်လားအဲ့ဒီအတွေ့ဟိုခံစားရင်လည်းအတွေ့မှာရတာမရှိဘူးလေအဲ့တော့ကိုကြိုက်တာကိုတွေးရရင်လည်းစိတ်ရဲ့ချမ်းသာမှုရှိဘူးလား အဲ့တော့အာယုံတွေမှာလည်းသူအတ္တဓာတ်ရှိတယ်ဒီအာယုံကိုခံစားရင်စိတ်ထဲမှာချမ်းသာမှုရှိနေတယ်ဟုတ်လားအဲ့ဒါကိုဘဟိတဒုက္ခလို့ခေါ်တာဘာဒုက္ခလဲဘဟိတဒုက္ခအဲ့တော့တတ္တဝနောက်အစ္ဆဒဒုက္ခဆိုတာကတော့ဒီမင်းကိုဆရာတော်ယူဖွင့်တာကအစ္ဆဒဒုက္ခဆိုတာပမထဝိပဿနာဘာဝနာကိုပွားများလို့ဖြစ်ပေါ်လာတဲ့ချမ်းသာလို့ဒီလိုဖွင့်ပါတယ်ဟုတ်လား ုဏဘွားမယ်မြစ်တံပုမယ်အာနာပါနာရှုမှတ်မယ်ဝိပဿနာတရားဘွားများမယ်အာထုတ်မယ်အဲ့လိုဘာဝနာတွေပွားလို့ဖြစ်ပေါ်လာတဲ့ချမ်းသာကိုတော့ဣဇဒဒုက္ခလို့ပြောပါတယ်ဣဇဒဒုက္ခကိုတော့ကောမှန်းတည်တဲ့သူကနေလားမနေလဲနေပါပါဗျာနေတယ်ဣဇဒဒုက္ခရဲ့ရတဲ့ခံစားတတ်တဲ့သူခံစားနိုင်တဲ့သူကတော့နေလားမနေလဲနေပါဗျာခံစားနိုင်ရင်ကတော့ကောင်းလားမကောင်းလဲကောင်းပါဗျာ ဣဇာတဒုက္ခရဲ့ယတာကိုခံစားနိုင်ဘူးအတော့အတိညာရှိဖို့လိုမယ်နော်အာမောဟောဘာဝနာရှိတူဆိုတဲ့စကားရဟုတ်လားအာမောဟောဘာဝနာရှိတူဆိုဘာဝနာရဲ့တန်ဖို့ကိုသိဖို့မလိုဘူးလားဘာဝနာရဲ့တန်ဖို့ကိုသိရင်တော့ဣဇာတဒုက္ခကိုခံစားနိုင်မယ်ဟုတ်လားအဲ့တော့ဒါတပိတော့ကဒီအာယုံကိုတော်တော်လေးငယ်စဉ်ကနှိမ့်တဲ့တဲ့သဘောတွေ့ရတယ်။ခုလည်းကင်းပြီလားလို့မေးမကင်းပါဘူး။ ခုလည်းအာယုံကိုနှိမ့်တဲ့တဲ့ဘဝတော့ယနေ့မှရှိနေတာပဲအဲတော့တပည့်တော်ငယ်စဉ်ဘဝတရှောင်းလို့ရုပ်ရှင်တွေတူတော်ဝါသနာပါခဲ့ငယ်စဉ်ကဆိုရင်ညာတိုင်းလုံလို့ကြီးခဲ့ညာတိုင်းလုံလို့ကြီးခဲ့တယ်ကိုရင်ဘဝလည်းညာတိုင်းလုံလို့ကြီးခွင့်မရလို့လူထွက်ခြင်းစိတ်ပေါ်ခဲ့ဘူးကိုယ်ရင်ဘဝရောက်တော့ရွှေချောင်းဆရာတို့ကတလတစ်ခါတော့ကြည်ခွင့်ပြုတယ်။ဒီလိုညာစဉ်ကြည်ချင်တယ် ညစဉ်ကြည်ခွင့်မရလို့ကိုရင်ဘဝလူထွက်ခြင်းစိတ်ပေါက်ခဲ့ဦးတယ်တပြိတော့တကကြီးအမျိုးမျိုးချော့မော့ပြီးတော့တားရတယ်တပြိတော့ပုံကြောဆရာတော်ဖြစ်လာတကကြီးကျေးဇူးဟုတ်လားအဲ့တော့အဲ့လိုနဲ့တပြိတော့ကနောက်တော့စာရီတင်ခြင်းစိတ်ပေါက်လာစာရီတက်ခြင်းစိတ်ပေါက်လာစာရီတင်ခြင်းစိတ်ပေါက်တာလေဒါလည်းလည်းကောင်းတယ်တပြိတော့ဒီတမှာ ကိုရင်ချစ်ဖို့အောင်မုံကြောင်းဆိုရှိတယ် ။ဘောင်ဘုံကျောင်းကကိုရင်လေးတစ်ပါးရှိတယ်။ကိုရင်ချစ်ပေါ်တဲ့။ကိုရင်ချစ်ပေါ်ကပွင့်နေပြောရင်တပည့်တော်လောက်စာမကြိုးစားပါဘူး။တပည့်တော်ကိုရင်ချစ်ပေါ်တဲ့စာပူကြိုးစားပါလေ။ကိုရင်ချစ်ပေါ်ကခရီးယာကြီးတော်တော်များတယ်။တပည့်တော်လည်းမကြိုးစားဘူး။ဒါမှမဟုတ်တနေ့တော့ကိုရင်ချစ်ပေါ်နဲ့တပည့်တော်နဲ့စာစကားပြေစကားပြောတယ်။တပည့်တော်လောက်စာမကြိုးစားတဲ့ကိုရင်ချင်ဘောကစာစကားပြေစကားတပည့်တော်လည်းပူပြောတတ်တယ် တတိယတော့မကြိုးစားဘူးစာစကားပေစကားပြောတော့သူကတတိယတော့ထင်ပူပြောတတ်အဲ့ဒါနဲ့ဟာချစ်ဖို့မင်းမခေပါလားလို့စာစကားပေစကားတွေပြောတတ်ပါလားမင်းဘယ်စာအုပ်တွေနဲ့တင်တာလို့လို့မင်းတင်တဲ့စာအုပ်တွေငါပြဆမ်းမအောင်အဲ့ဒါနဲ့သူကရှင်စနကပြုံတာရဲ့ပါဠိတိတ်ခါနှံကိုင်းအချာကိုင်းတွေပြအဲ့ဒါလေးတွေတတိယတော့ရှောက်ဖတ်ကြည့်တယ်ပုရိသောမေဃံကိစ္စတိ ယောက်ျားသည်လမ်းကိုသွားသည်ဓာရိကဗတ္တံပစ္စတိကလေးမသည်ထမင်းကိုချက်၏ဘုဒ္ဓဓမ္မတေတိတိမြတ်စွာဘုရားသည်တရားကိုဟောတော်မူ၏ဟံဝါယုယာနေနမန္တလေးနဂရံကိစ္ဆာမိငါလေးရင်ပြန်ဖြင့်ယံမန္တလေးမြို့သို့သွား၏ဟံအဂိရအဂိရထေနရန်ကုန်နဂရံကိစ္ဆာမိယံငါရန်ကုန်မြို့သို့မြေထားဖြင့်သွား၏ အဲ့ဒါလေးတွေရှော့ဖွားရတော့ဟာဒါလေးတွေကကောင်းတာပါလားပြောစရာကောင်းတာပါလားအချင်းပြေပါလားလို့ဒီနည်းနဲ့သင်ရရင်တော့ကောင်းမှာပဲအဲ့ဒါနဲ့တပည့်တော်ကအရှင်သနကပြုဝန်တာကြောင်းခန္ဓာယုံနေပါလေနဲ့နားမလည်သေးဘူးရှင်သနကပြုဝန်တာကြောင်းမှနေပြီးတော့ပညာသင်ခြင်းစိတ်တွေပေါ်လာတာပေါက်လာတာအဲ့ဒါနဲ့ရှူချောင်းဆရာတော်ရှောက်တယ်တပည့်တော်ယဟန်တော်ရပြီစာသင်တဲ့အမိရောက်သေးဘူးဟုတ်လား ချကြောင်းဆရာတော်လည်းခိုင်းစရာတပည့်မရှိလို့စာသင်တိုင်းမပို့မိဘတွေလည်းစီဝိုင်းမပြည့်စုံလို့မပို့နိုင်အဲ့ဒါနဲ့ဒီလိုယဟန်တဝါရပြီးမှချကြောင်းဆရာတော်ကသွားလျှောက်တယ်တပည့်တော်စာသင်တိုင်းနေကျင်လို့ပါဗျာမင်းကဖယ်တတ်နေကျင်တာတို့တပည့်တော်ဥစ္စနကပြုံးတာကျောင်းတိုင်းနေကျင်တာပါဗျာအဲ့ဒီကျောင်းကစီကံကြီးတယ်ကွာမင်းနဲ့ဖြစ်ပါမလား nga yo shin jai bo jai so jai ne mi ne phi ba ma la phi lao ba le phya phi ba le lu lo ye ro mo xiao ye phi lao ba le phya lu lo xiao ho la ne du du jo ja ba su e shu jong sia ro a ri ma ta u phu nya nga de nge chin ne du shu man da dai ma tu ni ka ya le du be de nga de nge chin nga ta u phu nyi phi ne la de a ro min ni chin ne so nga lai bi me ထေကြောင့်ဆရာတို့ယန္တကာဦးကြီးသူတို့လည်းပူကြတယ်အဲ့ဒါနဲ့တပည့်တော်ခန္ဓာအောင်ရောက်သွားတယ်ခန္ဓာအောင်ရောက်သွားတော့ဒီရုပ်ရှင်တွေပွဲတွေအငိမ့်တွေစတဲ့ကိုယ်နဲ့မဆိုင်တယ်လို့ဥပက္ခံပြုပြီးတော့စာကိုအောင်ဆက်တယ်ဒီလိုဆိုရင်အမြဲဥပက္ခံပြုထားသလားလို့မေးရင်တော့အမြဲတော့လည်းပြုနိုင်တယ်အရာပြန်တဲ့အချိန်မန္တလေးတော့တညတော့ချိန်နေတည်မန္တလေးတညချိန်ပြီးတော့တော်ဝင်တို့

ကာကမရှိဘူးကာမရှိတဲ့ခါကျရှေးကနဲ့ဆက်လို့မရဘူးဘာနဲ့ပြန်လို့ယထာနဲ့ပြန်မယ်အဲ့တော့ယထာကိုစုံစမ်းကြည့်လိုက်တော့ယထာကည9နာရီမှရောက်မယ်အဲ့တော့တပည့်တော်ကပူရာယမထိုင်ပြီးတော့စောင့်နေရမှပြင်းပူရာထိုင်ပြီးတော့စောင့်နေရအင်ကြာကြီးစောင့်မှအဲ့တော့ဘာလို့ရင်ကောင်းမလို့ ရုပ်ရှင်ယုံနေနေစုံစမ်းကြည့်တယ်။ဟုတ်လား။ဝင်းယုံထင်ပါလေ။ဝင်းလာဝင်းလာလည်းမသိအောင်ထားဆိုဝင်းယုံထင်ပါလေ။အဲဝင်းယုံတော့စကားကောင်းတယ်ဆိုတဲ့တင်ကြရတယ်။ကောင်းကောင်းတော့မှတ်မိတော့ပါအောင်။မင်းသားတွေလည်းကောင်းကောင်းတော့မှတ်မိတော့ပါအောင်။မင်းသားတွေလည်းကောင်းကောင်းမှတ်မိတော့။မင်းသမီးတွေလည်းကောင်းကောင်းမှတ်မိတော့။မှတ်မိတာကတော့အဲဒီခုနကရွှေဘူရုပ်ရှင်ယုံဝင်းယုံထင်တယ်။ဝင်းကြည့် ကြည့်ပြီးတဲ့အချိန်မှာရုပ်ရှင်တွေကထွက်ရုပ်ရှင်ယုံကထွက်လိုက်တော့9နာရီလောက်ရောက်သွားတယ်။ရှင်ဘုရားကိုယထာလှမ်းပြီးစုံစမ်းကြည့်တော့ထွက်သွားပြီတဲ့။ဟုတ်လားအဲ့ဒါတော့မှတ်မိတယ်။မင်းသားတွေမှတ်မိတော့မင်းသမီးတွေမှတ်မိတော့ဟုတ်လား။အဲ့ဒါရှင်ဘုရားကိုယထာစုံစမ်းကြည့်တော့ယထာထွက်သွားပြီတဲ့။အဲ့တော့ညလည်း9နာရီထွက်သွားပြီ။9နာရီတည်တဲ့အကြောင်းရှိတော့ရှိတယ်။ မိုးချုံနေတော့ကိုကအဲ့ဒီတိတဲ့ကြောင်ကိုမသွားရတော့မိုးချုံနေတော့တိတဲ့ကြောင်ကိုမသွားရတော့အဲ့ဒါနဲ့ရွှေဘုခင်ဦးကာခိတ်ပဲသွားတယ်ကာခိတ်သွားတော့လေကာကမရှိဘူးအဲ့တော့ကာခိတ်မှာပဲတပြီးတော့တညာလုံးဒုက္ခရောက်တယ်ဒီလူတွေထိုင်နေကွာလေပေါ့လူတွေထိုင်နေခုံလေးရှိတယ်ဒီဟာရဲ့ဆိုကြပါစို့ဒီဟာရဲ့သုံးပုံတစ်ပုံတော့ကျဲမထင်ပါဘူး ဒီဇဝဲသုံးမှုထူအလောင်းကျဲအလောင်းကျဲတဲ့ဇဝဲလေးခုံလေးပေါ့ဒီလိုတညာအလုံးဒုက္ခရောက်အဲဒီခုံလေးပေါ့အဲ့ချင်းလေးကတညာအလုံးဒီလိုချင်းကတည်းကအိမ်ပြေဒုက္ခရောက်အေးငါရိုးရှင်ကငါဒုက္ခပြီးတာငါကြိုက်တဲ့ရိုးရှင်ကငါ့ကိုဒုက္ခပြီးတာပဲနော်ငါတကယ်ရိုးရှင်ကငါ့ကိုဒုက္ခပြီးလိုက်တာနောက်တော့ဒါမျိုးတွေ ရှောင်နေအောင်တော့ငါကြိုးစားမှာပဲဒုက္ခရောက်မှာအတွေးပေါ်တယ်ဟုတ်လားတညာလုံးချင်းညာနဲ့ကန်လိုက်တာချင်းညာနဲ့ကန်လိုက်တာဖုတ်ဖုတ်နဲ့ချင်းညာနဲ့ရရတညာလုံးကန်တော့အေးငါဒီရုပ်ရှင်ကြံလို့အကျင့်ကဒုက္ခပြတာပဲငါကြိုက်တာကငါ့ကိုဒုက္ခပေးနေတာပဲငါကြိုက်တဲ့ရုပ်ရှင်ကတော့ရှောင်နေအောင် ကြိုးစားမှာကောင်းမယ်မရှောင်နိုင်သေးတော့မှရှောင်နေအောင်တော့ငါကြိုးစားမှာကောင်းမယ် ပညာလုံးအဲ့လိုတွေ့အဲ့နောက်တော့မှမနဲ့ခုနကရှင်းလိုက်9နာရီဝန်းကျင်တော့မှရွှေဘူးခင်ဥကားရတယ်အဲ့ကြမှာခင်သွားရတယ်တညာလုံးဒုက္ခရောက်နေတယ်ဘာဒုက္ခကိုခံစားလို့ပေဒဒုက္ခပေဒဒုက္ခရဲ့နောက်မှာဒုက္ခပါလန်းပါလားเออเบิดทุกข์เยนามมาทุกข์ပါတယ်အဲ့ဒါကြောင့်ဘိဒ္ဒဒုက္ခတွေကတော့ကိုယ်လည်းကြိုက်တယ်သူလည်းကြိုက်တယ်

မကြည့်ရတော့သူကတောင်းတွင်းရောက်တော့ကျမ်းမာရေးတော်တော်လေးတက်တာတဲ့ခြေတောင်းတွင်းကရုပ်ရှင်ရုံဝင်ကြည့်ကြည်ရင်ကြည်ရင်လည်းရုပ်ရှင်ကြည့်ရတာအရသာတွေ့သွားကြောင်းတောင်ပြန်မလာတော့ဟုတ်လဲဘာတွေ့တော့အဲရုပ်ရှင်ကြည့်ရတာအရသာတွေ့ကြောင်းပြန်မလာတော့နောက်ကြံလူထွက်ဒုက္ခများလားများလားများပါဘူးဘာဒုက္ခပိဒံဒုက္ခဥဒ္ဒနုအဖြေတို့အမေတို့ဒုက္ခတွေများလားများလားများပါဘူး နေ့လည်းမညာဘူးလေညာကြတော့ရောနေ့လည်းပောင်းလေညာရောပောင်းလေဘာလို့ပန်းနေလဲအဲဗိဒ္ဓဒုက္ခခံစားနေလို့ပန်းနေတာပဲဗိဒ္ဓဒုက္ခခံစားလို့ပန်းတာဒုက္ခရဲ့နောက်မှာဒုက္ခတွေမလာဘူးလားမှန်ပါဗျာအဲလေသမားတွေဆိုမွေမကြောက်ကင်းမကြောက်တရားလုပ်ငန်းတွေလုပ်ရတာမရှိဘူးလားမွေလည်းမကြောက်ကင်းလည်းမကြောက်တခါတရားနဲ့စဘာရဲ့ရင်ပိုးထိပ်ပြီးတော့ အနေဆာရောက်တာတွေမရှိဘူးလေအဲတခါတရညမိုးရွာလို့ကစင်းတွေပိတ်ရအောင်ဆိုတော့ညပြီးပိတ်ပိတ်ရကကစင်းရိုးကမဘွေးဟိုတက်နေပြီလို့အနေဆာရောက်တဲ့သူတွေလည်းမရှိဘူးလေခြေကံကတော့တအဘိဒ္ဓဒုက္ခခံစားမှုကိုခြေခံတာပဲဟုတ်လားအေးဘိဒ္ဓဒုက္ခကိုတတ်နိုင်တယ်များရှောင်းနှာရင်တော့ကောင်းတော့မကောင်းလားမရှောင်နှံသေးတော့မှရှော့နိုင်တော့ကောင်းတော့မကောင်းဘူး။အဲ့တော့အိဇဒဒုက္ခကတော့တပြည့်တို့ယဟန်တန်ဃာတွေဆိုအိဇဒဒုက္ခကတော့ ခံစားနိုင်ရင်ရရှိရင်ကောင်းတာမကောင်းဘူး။ကောင်းပါပါ။အဲ့တော့ဒီမှာမင်္ဂုံးဆရာတော်ရဲ့စာအုပ်ထဲမှာတော့ဣဇ္ဇတဒုက္ခဆိုတာတမထဝိပဿနာဘာဝနာတွေပွားများလို့ဖြစ်ပေါ်လာတဲ့ဒုက္ခတဲ့။ဒါကတော့ဒီစာဖွင့်တယ်ဟော။အဲ့တော့ဒါကိုတပြည့်တော်စေကူနဲ့ဟိုဖွင့်မယ်ဆိုရင်တော့ဣဇ္ဇတဒုက္ခဒါတော့စေကူနဲ့ဖွင့်တာနော်။အဲ့တကယ်လို့ချော်သွားရင်ဥဒ္ဓနာတိခံပြီးရ။ဌာနပြုတယ်။ ေးတဲ့ကံနဲ့လှူတဲ့တန်းနဲ့ပေးရရင်ကမ်းရရင်လှူရရင်တန်းရရင်လည်းစိတ်ချမ်းသာမှုမရဘူးလားရပါပါဗျာဒါလည်းအစ္ဆဒဒုက္ခလို့ယူဆတယ်ဟုတ်လားဘာဒုက္ခအစ္ဆဒအစ္ဆဒဒုက္ခဒီလိုအတွေ့အကြုံပြောမယ်ဆိုရင်ဒီလိုတို့နေ့စားနေ့ရက်နေ့ဒီလိုတို့ပုံကြော်မှာရှင်ကြီးမှုမြန်မာစာ ပြည်တော်မှာတင်တဲ့ကလေးတွေဒီလိုမနေ့ပိုင်းမှာကြွေးပါနေ့စားနေ့ရက်နေ့ ရှင်ကြီးမှုမြန်မာစာပြည်ထမတင်တဲ့ကလေးတွေတပြောကြွေးပါသူတို့ကြိုက်တာလေးတွေစီစဉ်ပြီးကြွေးအဲ့တော့ကြွေးတဲ့နေရာမှာလည်းတပြောကိုယ်တိုင်ကြည့်အဲ့တော့ကလေးတွေဆိုခါကျတော့အစာဟာရမဲ့တဲ့ခါကျတော့စားကြတာအာရပါရစားကြတော့ကြအဲ့ဒါလေးတွေကိုမြင်ရတဲ့ခါကျတော့တော်တော်ကြီးစိတ်ချမ်းသာတယ်ဒီလိုတော်တော်စိတ်ချမ်းသာတာတွေ့ရတယ် စိတ်ချမ်းသာတဲ့ခါကျတော့စိတ်ကကြည်နေတယ်စိတ်ကကြည်တော့သူ့ကြည်တယ်သူ့ကြည်တော့ရုပ်ရည်အစင်မှာကြည်နေတယ်အဲ့တော့တပည့်တော်ရဲ့လက်တွေပါလေးကိုတတိထားကြည်အသားကြီးတို့တော့ကိုစူပြေးပြီးတော့ကြည်နေနေတာတွေ့ကလေးတွေပေါ်တရားတရားဖြစ်နေတယ်ဟုတ်လားတရားတရားဆိုတာဗာနဲ့တူတယ်ဆိုစัจ జ్యా မင်းရဲ့ဗုဒ္ဓမြားနဲ့တူတယ်ဗာနဲ့တူတယ်စัจ జ్యా မင်းရဲ့အေးတရားတရားဆိုတာစัจ జ్యా မင်းရဲ့ဗုဒ္ဓမြားစัจ జ్యా မင်းခီးသွိုင်းရေးစားတယ်ရေးရှာခိုင်းတယ် ရှိကနောက်ရှိတဲ့ရေဘခအဲ့ဒီခွတ်ထဲမှာဆက်ကြမင်းရဲ့ပဋိညာယတနာထက်လိုက်မယ်ဆိုရင်အနေရီအောက်ထိုင်သွားတယ်မြေမှုန်နေရှင်းသွားတယ်ရေကကြည်ပြီးတော့တန့်သွားတယ်အဲ့ဒါမဲ့ဒီလိုလိုရင်ထဲမှာတရားတရားထက်လိုက်မယ်တရားတရားဖြစ်ပေါ်လာမယ်ဆိုရင်ကိလေသာမြူတွေအနေထိုင်သွားတယ်မြူရဏမြူမှုန်နေရှင်းသွားတယ်စိတ်ကြည်သွားတယ်စိတ်ကြည်တော့တွေးကြည်တယ် ြည်လင်တဲ့သူတွေခဏမှလည်းပတ်နေတော့ရိုးရိုးစင်မှကြည်လင်ပြီးတော့ကြက်တွေရှိမတော့ဘူးလားရှိပါပါအဲ့ဒါလည်းအစ္ဆန္ဒဒုက္ခလို့ပဲယူဆပါနော်ဒါဆိုကြပါစို့ရှင်ဖျားတို့တိဏလုံးကြုံထင်းနေတိဏလုံးကြုံလို့ကိုယ့်ဘဝကိုတွေးမိတယ်တွေးမိတယ်စိတ်ချမ်းသာမှုဖြစ်လားဖြစ်လားရှိပါပါအေးငါဖျားရှင်ပြညာခဲ့တဲ့တိဏတွေပြည့်စုံအောင်ကြိုးစားနိုင်တယ်လုံးကြုံအောင်ဆောင်ထိတ်နိုင်တယ်လို့ကိုယ်ဘဝကိုတွေးမိရင်စိတ်ချမ်းသာမှုမရနိုင်ဘူးလားရှိပါပါ အဲ့ဒါနဲ့အစ္ဆဒဒုက္ခလို့ပဲယူဆပါလို့ဟုတ်လားတိနာရှိတော့စိတ်ကြည်စိတ်ကြည်တော့ဝမ်းမြောက်ဝမ်းမြောက်တော့နှစ်တဲ့နှစ်တဲ့တော့ငြိမ်းအီငြိမ်းအီတော့ချမ်းသာအဲ့ဒီချမ်းသာလည်းပါဒုက္ခအစ္ဆဒဒုက္ခလို့ယူဆတယ်ကိုယ်တော်ဘွားမယ်မြတ်တံဘုမယ်ဝိပဿနာဘာဝနာဘွားများမယ်အထုမယ်အဲ့ဒီဘာဝနာဘွားလို့တမာတိဖြစ်ပေါ်လာပြီဆိုရင် သိပ္ပံပညာရှင်တွေတွေ့ရှိတာကတမာရီ ဖြစ်ပေါ်လာတဲ့အချိန်မှာခန္ဓာကိုယ်ကအုံနှောက်ကအင်ဒိုဖင်လို့ခေါ်တဲ့အရည်တမျိုးထွက်လာတယ်။အဲဒီအင်ဒိုဖင်လို့ခေါ်တဲ့အရည်တမျိုးကကိုယ်ရဲ့ဆင်းရဲမှုစိတ်ရဲ့ဆင်းရဲမှု ကိုယ်ရဲ့ပင်ပန်းမှုစိတ်ရဲ့ပင်ပန်းမှုကိုရှော့ချပေးနေတယ်။ကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုတွေဖြစ်ပေါ်လာအောင်လေဖန်တီးပေးနေတယ်တဲ့။အဲဒီလို့ ဘာဝနာတွေပွားလို့တမာတိဖြစ်ပြီးတမာတိဖြစ်တဲ့အချိန်မှာအင်ဒိုဖင်လို့ခေါ်တဲ့အရည်တွေထွက်လာပြီခန္ဓာကိုယ်ကထွက်လာပြီအုံနှောက်ကထွက်လာပြီထွက်လာတဲ့အရည်ကကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုကိုယ်ပင်ပန်းမှုစိတ်ပင်ပန်းမှုနွမ်းနယ်မှုတွေကိုဖယ်ရှားပေးနိုင်တယ်ကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုစိတ်ကြည်လင်မှုတွေဖြစ်ပေါ်လာအောင်ဖန်တီးပေးနိုင်တယ်ဘဝကိုလည်းပို့ပြီးတော့ပျော်ရွှင်မှုတွေဖြစ်ပေါ်လာအောင်ဖန်တီးပေးနိုင်တယ်အဲ့ဒီဒုက္ခပါဒုက္ခ ဣစ္ဆာဒဒုက္ခဒုက္ခနှစ်ပါးညံပိုင်းချပွားများဣစ္ဆာဒဟုတ်လားဘေဒဒုက္ခဣစ္ဆာဒဒုက္ခနှစ်မျိုးရှိတယ်တိပြီးတော့ဘေဒဒုက္ခကိုရှောင်နိုင်အောင်ဣစ္ဆာဒုက္ခဣစ္ဆာဒဒုက္ခကိုဟိုပွားများနိုင်အောင်ခံစားနိုင်အောင်ကြိုးစားရင်တော့ကောင်းလားမကောင်းလားဒုက္ခနှစ်ပါးညံပိုင်းချပွားများဣစ္ဆတာဆိုကြည့်သမော ဒုက္ခနှစ်ပါးဉာဏ်ပိုင်းချပွားများဣစ္ဆတာထဆိုကြည့်ဒုက္ခနှစ်ပါးဉာဏ်ပိုင်းချပွားများဣစ္ဆတာအေးရပြီလားဆိုရင်တော်လာပြီနော်